ရှမ်းပြည်မြောက်ပိုင်းမိုးမိန်မြို့နယ်မှာ SSPB နဲ့ TNL တို့အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နှစ်ဖက်စလုံးကသတင်းထုတ်ပြန်ထားပါတယ်။ SSPB ရဲ့ထုတ်ပြန်ချက်မှာတော့ SSPB တပ်စခန်းနေရာကို TNL ဘက်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ TNLA ဘက်ကတော့ TNLA စစ်ကြောင်းထွက်ကင်းလန်နေစင်မှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ကနေချုံခိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဇွန်လ23ရက်နေ့ကမိုးမိတ်မြို့နယ်မိုးဟောက်ကျေးရွာတောင်ဖက်မှာ SSPP ထိုင်ထားတဲ့နေရာကို TNLA တပ်ဖွဲ့ကစစ်ကြောင်း3ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပြီး TNLA ဘက်ကတော့ SSPP တပ်ဖွဲ့ကနှစ်ကြိမ်တိုင်လက်နက်ငယ်တွေနဲ့ချုံခိုပြစ်ခတ်ခဲ့တယ်လို့ဆိုထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကလည်းကြောင်မဲမြို့နယ်ဟူးဆွန်စခန်းနာမှာနှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ TNL ဘက်ကသေဆုံးသူ2ဦးဒဏ်ရာရသူ3ဦးရှိခဲ့ပါတယ်။လက်ရှိမှာတော့တိုက်ပွဲငြိမ်သွားပေမဲ့နှစ်ဖက်စလုံးအင်အားဖြည့်တင်းကစစ်ရေးတင်းမာနေကြဆဲဖြစ်ပြီး SSPP နဲ့ TNL တို့ဟာ FBNCC အဖွဲ့ဝင်တွေဖြစ်ပါတယ်။